MSP ပေါ်ရင်ပေါ့နော်ထိုင်ခံဖို့ဘာမှမညီမကအော်ညီမကမင်းကြီးထိုင်ဆက်နေတယ်နော်ပူစာကြည့်ပြီးတော့ပူစာရေးတဲ့စာရန်လေးကိုကြည့်ပြတော်များတယ်ထိုင်ခံထိုင်ခံရုံတင်မာလာတော့ဘာလို့လဲနေကြတယ်ဆိုတော့ပြောပြီးတော့ဒါတော့လေမသိသေးဘူးပေါ့ဒါတော့ဒါတော့တမျိုးလေးပေါ့ဒါကတော့ဘယ်သူဆက်သွားမလဲဆိုတော့ဒါကတော့စောက်ကြည့်ပေါ့နော် အဲ့တော့ကုတူးကြရဲ့တော့ဘဲကြီးပေါ့နော်ဒါဒီဇိုင်းလေးကတော့ဟိုဟိုဟိုဘက်ဆိုင်မှာဖွင့်တဲ့ကဒါတော့ဝေးနေတာပေါ့ဒီဘက်ဆိုင်ကျတော့ကိုကတော်တော်များဝေးလာကျွန်တော်အိမ်ထဲမျက်စောင်းလို့ပြည့်ကုတူးကြရှူတင်မာတဲ့ကသူ့လက်ရအရန်ကောင်းတယ်လေဘာဖြစ်ကျွန်တော်တို့ရှူတင်မာခဏနာပြီဆိုလို့ရှိရင်သူ့ရောသူ့ရဲ့အဲချစ်သူလေးရောအကုန်လုံးကဟိုကျွန်တော်တို့ရှူတင်နာပြီဟိုခဏနာပြီဆိုတော့လည်းချက်ကြွေးတော့သူ့လက်ရတော်တော်ကြိုက်တယ်ပေါ့အခုကိုအိမ်ထဲအနီးနားဆိုတော့ပိုအဆင်ပြေသွားတာပေါ့ ကျွန်တော်ရှာလိုက်ရမှာနော်။ကျွန်တော်ရှာ။ကျွန်တော်ကဒီနေ့မှာကျွန်တော်နေရပြန်လာပြန်လာပြန်လာအချိန်မှာအော်ဆိုင်ရရှောင်းမယ်လို့အဲ့လိုမင်းကောက်ကြည့်ခင်မှာရုပ်ကြုံကြီးဖြစ်နေတော့အော်ဒီနားမှာပဲ။ဆိုင်ကိုနည်းနည်းအရင်ဝေးတာဟုတ်။အာဒါဒီပေါ့လိုက်ကားလေးကတော့ကျွန်တော်အရင်ကြိုက်တဲ့ကားလေးပေါ့နော်။တကယ်တည်းကျွန်တော်ကြိုက်တယ်။ဟိုရိုက်နေတဲ့အတော်အတွင်းမှာလည်းကျွန်တော်အရင်လည်းစိတ်လိုရှာတယ်။ပြီးတော့တိုက်တာကုစော်လင်းထက်ကျွန်တော် ကိုက်တာလောကချင်းကိုက်တယ်ဒါပေမဲ့ဟိုသူကလိုစပင်းဒီမှာပါခိုင်းတာကျွန်တော်နောက်တကသူ့ထက်အရင်ပြောထားတာရှိတယ်ကျွန်တော်ကမချင်းမိမိလိုက်ဒါပေမဲ့ကျွန်တော်လုံနေကြပုံစံမဟုတ်ဘဲနဲ့အဲ့လိုကိုက်တာတစ်ခုပေါ့နော်ကျွန်တော်အဲ့လိုသူကလောကချင်းလိုက်တာပေါ့နေတခါတာနေရှမ်းရင်ဒီပုံစံနဲ့အဲ့လိုအကုန်မမြင်ချင်ဘူးတဲ့အဲအကြောင်းမလို့ဟိုဒီပေါ့တိုင်းပေါ့နော်ထိုင်ခံမှုပေါ့မှညီမက မင်းလေးရခိုင်ဆက်တယ်နော်ပူစာကြည့်ပြီးတော့ပူစာရေးတဲ့စာရန်လေးကိုကြည့်ပြီးတော့တော်များလည်းခိုင်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 ရုပ်တင်မှာလားတော့ဘာလို့လဲမေးကြတယ်ဆိုတော့ပြောပြီးတော့ဒါတော့လေမသိသေးဘူးပေါ့ဒါတော့ဒါတော့တမျိုးလေးပေါ့ဒါကတော့ဘယ်လိုဆက်သွားမလဲဆိုတော့ဒါကတော့စောက်ကြည့်ပေါ့နော်ဒီကားလေးကတော့ကျွန်တော်ရိုက်နေကြပုံစံလည်းမဟုတ်ဘူးဟိုကျွန်တော်ရိုက်နေကြဇလန်းစက်ကောလည်းမဟုတ်ဘူးဒါပေမဲ့တော်တော်လေးကျွန်တော်ကြိုက်တယ်ဟိုရိုက်နေတဲ့အချိန်အတွင်းမှာ ို secret ကိုစီစားရတဲ့အချိန်မှာဟိုတကယ်လဲကြိုက်တယ်ကျွန်တော်တကယ်လဲအရင်ညှော်လင်းထားတဲ့ကားလေးပေါ့နော်ဟိုကျွန်တော်ကာရီတာလုံးဝချိန်ထားတော့ဟိုဒီကားလေးကိုလည်းဟိုပြေးတက်ရင်လည်းအဲရောက်မယ်လို့ကျွန်တော်လည်းယုံကြည်ညှော်လင်းတယ်ပေါ့ဟုတ်အဲသူရဲ့ဟုတ်တယ်ဟိုကာရီတာရတော့ပြောမယ်ဆိုအဲ့လိုကျွန်တော်အရင်တွေ့ခဲ့တဲ့နေဆိုင်နဲ့မတူဘူးပေါ့လုံးဝဒါကွဲထွက်နေပေါ့နော်အဲအဲ့လိုပုံစံမျိုးပေါ့ ပထမတော်တော်လေးထူးခြားခြားလောက်ထားလဲတွေ့ရတယ်ကျွန်တော်တို့အဲ့လိုမျိုး night scene နေဆိုလို့ရှိရင်မနက်ညမနက်6နာရီမှပြန်တယ်မနက်9နာရီမှလို့ပြန်ရတဲ့နေ့တွေရှိတယ်ပေါ့ကျွန်တော်တို့ခက်ခက်ခဲခဲနဲ့ရိုက်ရတဲ့ဟာတွေရှိတယ်အဲ့အချိန်တုန်းကဆိုနေဒီပူချစ်တောင်းတာပဲအဲတန်လေးအဲ့ဒီလောကအဲ့လိုအဲ့ဒီညောင်မီးမှသွားရတဲ့ scene နေဆိုလို့ရှိရင်တကယ်မတရားဖြစ်တယ်ပေါ့လောကကိုစကားပါစကြမ်းလို့မရအဲ့လိုမျိုးဟိုထူးခြားဖြစ်ပြက်ကတော့အခုဒီကြာရတော့စဉ်းစားလိုက်ပါခါလေးအဲ့ဒါပွဲမှာပေါ့နော် မပြတ်စဉ်းစားလဲပဲတော့ကျွန်တော်ကတော့ဟိုမရှိသလောက်များပါတယ်အဲ့လိုမျိုးအတူနဲ့အဲ့တကားမှာပြီးနောက်တကားမှာတော့ရှိသွားတယ်ပေါ့ပါဇက်တစ်ခါထွက်လိုက်တာပေါ့မလက်မလေးအဲ့လက်မလားတော့အညက်ခံလိုက်ရတာပေါ့ကာရကာညက်တာပေါ့အဲ့ဒါတော့လုံးဝဒါတော့ကျွန်တော်လည်းအဲ့လိုမျိုးဟိုဘေးပေါင်တကားညက်လို့လက်ခံလို့ရတယ်နောက်တကားညက်သွားတာပြီးတော့အမှလည်းကျွန်တော်ကလည်းဟို တစ်စက်ကလည်းမဆောက်သီးလိုက်ဘူးအဲ့လိုသူတို့ကလည်းပြောပါတယ်ဒီမှာလည်းစီကန်းရှိနေကြတယ်ကိုကလည်းအဲ့လိုဆက်ဆက်ဆူနေတည်တယ်ဟိုဟာလိုက်ဖွင့်ဒီဟာလိုက်ဖွင့်ပြီးတော့အဲ့တစ်စက်ကပြောလိုက်တာကျွန်တော်လက်ညှိနေတဲ့အချိန်1မိနစ်လောက်မှတည်တယ်ငါလက်ကြီးညှက်နေပြီကျွန်တော်ဆက်ဆူဆွဲထုတ်နေပြီးတော့မှနားလည်းမနာဘူးအတိုင်းဖြစ်နေအဲ့ပေချာတော့ပြန်တောင်းမှန်လာတယ်ဒါကတော့ကိုလွတ်ခွဲထွက်သွားတာကိုတိတူကတော့ဘာရမို့အဲ့လိုမျိုးတကယ်ကြီးနေတဲ့စကားပြောရှင်တော့ကိုလွတ်ခွဲအဲ့လိုထွက်မိလိုက် ားရတယ်နဲ့ချစ်ချင်းတန်းဖြစ်တာဒါတော့ကိုကိုတွေးပေါ့နော်မယုံကြည်လို့တော့မရအောင်ဒါတော့တကယ်တကယ်ဒီကအားကြောင့်မို့တကယ်အဲ့လိုနေရာတွေရလို့ရှိရင်ဟိုစကားပြောဆိုတာပါအစဟိုဖေးစာလေးစီကံထိန်းသိမ်းမှုလို့လို့ဒါကျွန်တော်ကိုတွေးပဲတွားပြီးကျွန်တော်လက်မအောင်ဒီမှာလေတကယ်ကျွန်တော်အမှအရက်လက်အောင်ပါခေါင်းရိုင်းရင်ဖြစ်တာတော့ဒါမှမဟုတ်နောက်တကားလားနောက်တကားအဲ့တကားကတော့အဲ့လိုသိရဲကားမယ်လားဟုတ်တယ် ်နောက်တစ်ခါတော့အဲ့လိုကားမျိုးပါနည်းနည်းသူကတော့ဟာတာလေးပါတော့ကျွန်တော်အရင်တော့ယုံကြည်တယ်မှာအရင်တော့ဆိုကိုယ်တိုင်လည်းဟိုဖြစ်မှုရယ်ပေါ့နော်ကုမိသားစုမှာလည်းအဲ့လိုမျိုးဖြစ်မှုတော့အော်ကျွန်တော်ကတော့ယုံကြည်တယ်အဲ့လိုမျိုးလေကုမိသားစုမှာလည်းငငယ်လေးတော့အချိန်မှာလို့ဖြစ်သွားတဲ့ကိစ္စတွေဆိုလို့ချင်းအခုချိန်ဆိုလို့ချင်းလို့ဇလန်တစ်ပုံးတော့ရိုက်လို့ရရှိတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ကတော့ယုံကြည်တယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကတော့ဒါလည်းမယုံကြည်လို့မရဘူးလीအဲ့ဒါကြောင့် ရှိတာတော့ကျွန်တော်တငယ်ချင်းအမဆိုလို့ချင်းတလားတည်းမျောသွားတယ်အာကျွန်တော်တို့ကငကိုယ်တော့အဲ့ဒါအရင်အဲ့ဒါတွေဘယ်လိုပြောမလဲတော်တော်ကြားဝေပါတော်တော်လေးလဲဆိုကျွန်တော်တငယ်ချင်းတို့သူတို့စီးပွားရေးတိုက်ရသူတို့တလားတည်းမျောသွားတယ်လုံးဝမျောသွားတယ်အဲ့လိုမျိုးတော်တော်လေးဟောသွားတယ်တည်းကလေတော်တော်လေးကျွန်တော်တို့မှာအရင်ဟောသွားတယ်ပေါ့ဒါကတော့ကျွန်တော်တို့ဘက်ကတော်တော်များနေရလို့ဒီတိတယ် ဘယ်တော့ပဲကုကုကုလို့မရအောင်ဒါမှမဟုတ်လို့သူ့ရဲ့ဆိုင်ရန်ပိုင်ရာတွေနဲ့အခုမှရတာဒါကကျွန်တော်တို့နယ်ဘက်မှာအရင်ဟော့သွားတာနယ်မြေတော့ကျွန်တော်ထင်မပြောတော့ပါဘူးဘာလို့ဆိုတော့ဒါကတော့ကျွန်တော်ဘဝမှာအဲ့လိုကျွန်တော်၄တန်း၅တန်းအေး၅တန်း၅6တန်းရွယ်လောက်ပါဘူးကျွန်တော်ဘဝအရင်ဟော့သွားတယ်ဒါကတော့မယုံကြည်လို့မရအောင်လူကြီးတွေကိုယ်တိုင်အဲ့လိုမျိုးဖြစ်သွားတာအဲ့ဒါကလည်းဒါမှမဟုတ်တဲ့လူကဒါရီကဒါမျိုးကြည့်လို့မရအောင်ကြည့် ယုံကြည်လို့မရအောင်မဲ့ဟုတ်လားအဲ့တော့ကိုရီးယားငငယ်တော့ဆိုတော့တွေ့ကြုံခဲ့တာဆိုတော့မယုံကြည်လို့မရအောင်ပြည်တယ်မဟုတ်လားနည်းနည်းအဲ့ဒါပြီးတော့နည်းတော့ပြဋိဌာန်းတယ်ပေါ့ဟုတ်ကဲ့ပါဒါကုတူကျဆန်ကတော့ဒါဒီပေါ့နည်းနည်းပေါ့လမ်းပေါ်မှာဖွင့်ထားပါတယ်နော်အရင်လဲအစားသားပေါင်းတယ်အဲ့ဒါကြောင့်မလို့လာပေးကြပါလို့ဘေးလက်ရောင်စားပြီးတော့ဆွဲသွားပြရမယ်နော်ပြီးတော့ဒီလရက်မှာအဲကျွန်တော်တို့ အခုပေါ့နော်ဖုန်းလိုက်စကားလေးလည်းရှိတယ်ပြီးတော့နောက်ထပ်ဇလန်တော့တစ်ခုပေါ့နော်အဲ့ဒါလည်းထုတ်ဖို့ရှိပါတယ်လို့အားကြလို့ရှိရင်အားပေးကြပါဦးလို့ဟုတ်မြန်မာစတာဘဆာ